ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့ရဲ့နေ့လည်ခင်းသတင်းလေးကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းနှုတ်ဆက်တတ်ပါပါခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ကလေးကံကောဖလန်းတဲ့တီးတိမ်မြို့နယ်ကတိုက်ပွဲတွေမှာအကြမ်းဖက်ဆက်ရှင်ကောင်စီတပ်ဘက်ကဘုံမူဘူကြီးပါဝင်စစ်သားတရားဝင်ကျင်တိုက်ဆုံးတယ်လို့သိရပါတယ်စစ်တုံးမှန်တချို့နဲ့လက်နက်ခဲယံများပြားလဲတင်းစီရရှိနိုင်ခဲ့ပါပါခင်ဗျာကြားပြတ်လုပ်ငန်းကိုခွင့်ပြုထားခဲ့တဲ့ BGF အကြမ်းဖက်စစ်ကော်မရှင်တပ်ကဖီအားတွေကြောင့် ရွှေကုတ်ကူကိုပြန်စီးနှင်းပြီးကြားဖြန့်350နီးပါးအဖမ်းခံထားပါတယ်။စင်ကိုင်မှာတော့စစ်တပ်ရွေးကောက်ပွဲဖြစ်မြောက်ရေးပူးပေါင်းပါဝင်နေတဲ့ပြူစောထီငါဦးကိုတော်လှန်ရေးတပ်ဖွဲ့တွေကဖမ်းဆီးနိုင်လိုက်ပါတယ်ခင်ဗျာ။ဘျူဟာအရာယာယီဆုပ်ပေးခဲ့ရတဲ့ကနေဒီတောင်ကို PDF ဇလန်းကပြန်ထိန်းချုပ်လိုက်ပါပြီ။တရုတ်ဝန်ပေါင်းကုမ္ပဏီတွင်းမှာရှိတဲ့စစ်ချုံးကောင်စီတပ်ကို PDF က short တိုက် drone တွေနဲ့ပစ်ခတ်နေပြီးစစ်ချုံးကောင်စီတပ်ဘက်ကလည်းပြန်ပြီးတော့ပစ်ခတ်နေတယ်လို့သိရပါတယ်။နှစ်ပေါင်းများစွာအကြောက်တရားနဲ့ ဖိနှိပ်ထားတာတော့ထူးခြားတဲ့တက်တီနဲ့ခုခံတိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေကိုလေးစားတယ်လို့အမေဆွေရဲ့တပ်ဖြစ်သူကိုထိန်လင်းကပြောဆိုလိုက်ပါတယ်ခင်ဗျာဒီသတင်းလေးနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်ဖလန်းတီးတိမ်နဲ့စကိုင်းတိုင်းကလေးကံကောမြို့နယ်တွေမှာဖြစ်ပွားတဲ့အကြမ်းဖက်ဆုံကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲတွေမှာ ဗိုလ်မှူးဗိုလ်ကြီးအဆင့်ရရှိတဲ့ပါဝင်ဂျပန်စစ်ကော်မရှင်တပ်သားတရားနိဗ္ဗာန်ကို တိုက်ခိုက်ချေမှုနိုင်ခဲ့တယ်လို့ချင်းပြည်ကောင်စီကာဝေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။နိုဝင်ဘာလ18ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့တဲ့အဲ့ဒီထုတ်ပြန်ချက်ထဲမှာတီးတိန်ခိုင်ကန်းဖလန်းဝေဘူးလာဂန်ကောကလေးစတဲ့မြို့နယ်တွေထဲမှာချင်းမျိုးသားတက်မတော်နဲ့ဒေသနာရကာကွယ်ရေးတပ်တွေပါဝင်တဲ့စစ်ကြောင်းနှစ်ကြောင်းဟာမဟာမိတ်တပ်တွေနဲ့လက်တွဲပြီးအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စကိုင်းနိုင်ကလေးနဲ့ကံကောမျိုးတွေမှာတော့ချင်းလန်းဆွေးရလောက်ခံစစ်ကြောင်းတစ်ကမိဖက်ဘက်ကော့ PDF ပါဝင်ចောင်းသားတက်မတော် AVSDF PDF ခရိုင်တရင်နေပါကဖားဒီယောဒက်ဖန်ဖို့ YDF စတဲ့မဟာမိတ်တင်တဲ့အတူပူးပေါင်းပြီးတော့အကြမ်းဖက်ဆစ်ရှုံးကောက်စီတက်ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွေကြောင်းနွေမာလာ6ရက်နေ့မှာအကြမ်းဖက်ဆစ်ရှုံးကောက်စီတက်က Jet Fighter နဲ့၄ဂျိန်နွေမာလာ7ရက်နေ့မှာ9ဂျိန်နဲ့ Y12 ဂျိန်နွေမာလာ15ရက်နေ့မှာတော့ Jet Fighter 2ဂျိန်နွေမာလာ16ရက်နေ့မှာ Jet Fighter 2ဂျိန်ပြင်း ဝိုင်းတွဲလေရင်နဲ့ပါဘုံအလုံး90နီးပါးချက်ချခဲ့တယ်လို့နိုဝင်ဘာလ18နေ့မှာလဲဂျက်ဖိုက်တာနဲ့၄ချိန်ထိလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံဆောင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲချင်းပြည်နယ်တွင်းကဖလန်းမြို့နဲ့ဝေဘူးလက်မြို့ကြားအပါဝင်တိတိမ်မြို့နဲ့ခိုင်ကန်းမြို့အဲ့ဒီကြားနေရာတွေမှာလဲချင်းလန်းအစိုးရစစ်ကြောင်းနှစ်ဟာချင်း National Defense Force CNDF PDF ဇလန်စားတဲ့မိဖက်ဖွဲ့တွေနဲ့အတူလက်တွဲပြီးတော့အကြမ်းဖက်ဆက်ရှုံးကောက်စီတပ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီနေ့မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာမကွေးတိုင်းကံကောင်းမြို့နယ်ခလာရ50တက်ကနေအော်တိုဘာလကပြောင်းရွှေ့ထားတဲ့ဘုံမူလှမျိုးထုတ်ဆိုသူလဲပေါင်နဲ့ဗိုက်ဆားတဲ့နေရာတွေကိုကြီထိမှန်ထားပြီးဒဏ်ရာအပြင်းထန်ရထားကတိရိမျိုးစေယုံမှာတက်ရောက်ကုသနေရတယ်လို့ရောလင်းနန်းဖွဲ့ကဖော်ပြထားပါတယ်စေယုံစုကအဲ့ဒီနေရာတွေစီနိုမာ18နှစ်မှာ Jet Fighter နဲ့နှစ်ကြိမ်ဝိုင်းတွင်းနဲ့တစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုတွေလုံဆောင်ခဲ့တယ်လို့လည်းသိရပါတယ်အထက်မှာစစ်ရုံးကောင်စီတပ်ဘက်ကလေရင်နဲ့ဒရုန်းကိုအားပြုပြီးတော့တိုက်ခိုက်နေပေမဲ့ ချင်းလန်းအစိုးရတပ်ဖွဲ့နဲ့မဟာမိတ်တွေကစစ်ချုပ်ကောင်စီရဲ့ဗိုလ်မှူးဗိုလ်ကြီးအဆင့်အရာရှိတွေပါဝင်အဂျပန်စစ်ကော်မရှင်တပ်သားအင်အား၁၀၀နီးပါးကိုချေမှုန့်ပြီးလက်နက်ကင်အများပြားနဲ့စစ်သုံးပန်းတွေကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ထုတ်ပြန်ဖော်ပြထားပါတယ်ခင်ဗျာ။ထိုင်းမြန်မာနယ်စပ်ကနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့အွန်လိုင်းငွေလေလုပ်ငန်းတွေကြောင့်ရွှေကုတ်ကုတ်မြို့ကို Green Nature ဆောင်တဲ့ BGN နဲ့အနာသိစစ်တပ်ဖွဲ့ဝင်တွေကနိုဝင်ဘာ၁၈ရက်နေ့မှာဝင်ရောက်စီးနင်းခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်ခင်ဗျာ။ ဒါဟာအမေရိကန်ကမြန်မာပါဝင်ရှင်းအောင်အခြားနိုင်ငံတွေကကြားပြတ်နေကိုနေနှင်းဖို့ Scan Center Strike for SCSF ကိုဖွဲ့စည်းကြောင်းကြေညာမှုအပြီးနဲ့တရုတ်ရဲ့မဲခေါမြေဝန်ကနိုင်ငံ6ခုပါကြားပြတ်နေနေရေးအဖွဲ့ဖွဲ့စည်းမှုအပြီးအခုလိုမျိုးဖြစ်ပေါ်လာတာပါခင်ဗျာ။ BGF တပ်ကပြောဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောဦးဆောင်ပြီးမြန်မာစစ်တပ်နဲ့ရဲတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာရွှေကုတ်ကူမျိုးတဲ့ အခြေစိုက်ထားတဲ့ကြားဖြတ်ရုံကျုပ်ကိုဝင်ရောက်စီးနှင်ရမှာနိုင်ငံသား346ယောက်ကျော်ကိုဖမ်းဆီးရမိကြောင်းအများစုကတရုတ်နိုင်ငံသားတွေလို့ယူဆရကြောင်းထိုင်းသတင်း The Reporter မှာဖော်ပြထားပါတယ်။မွေလင်ကိုင်းနေအလုလုတဲ့အဆောင်နဲ့အတွင်းထဲထိဝင်ရောက်ရမှာအလွှာတိုင်းကိုအခန်းတွေဖွဲ့ထားပြီးအခန်းတစ်ခန်းစီတိုင်းမှာကွန်ပျူတာနဲ့စပွဲကုန်တွေမှာစက်ပေါင်း30ကနေ50ထိရှိနေတာကိုတွေ့ရှိရကြောင်းသိရပါပါတယ်ခင်ဗျာ။ဒါပြင်အခန်းတွေထဲမှာရာနဲ့ချီတဲ့မိုဘိုင်းဖုန်းတွေကိုတက်တက်စီ ခွဲခြားထားတာတွေလက်စစ်တအားကျိုးတွေနဲ့အခြား electronic ကိရိယာတွေကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဗီဂျက်တဖွဲ့ကဒီစစ်စင်ရေးဟာငွေလင်ကိုင်းတွေကိုအပြစ်တနှင်းနေနိုင်မယ်လို့အရင်ကပြောထားသလိုဆောင်ရွက်တာဖြစ်တယ်လို့ညင်ညာခဲ့ပါတယ်။ဒါဟာအနာသိစစ်ကော်မရှင်ရဲ့လမ်းညွှန်မှုအတိုင်းနိုင်ငံတွင်းမှာရှိတဲ့ငွေလင်ကိုင်းတွေကိုကင်တွယ်နိုင်ဖို့ရှေ့ဆက်လှုံ့ဆော်သွားမယ်လုပ်ငန်းစဉ်တရလည်းဖြစ်တယ်လို့ပြောဆိုထားပါသေးတယ်ခင်ဗျာ။ပြီးခဲ့တဲ့လကလည်းအာနာသိန်းစစ်တပ်ဟာကြားဖြတ်လုပ်ငန်းတွေရှိတဲ့ KK Back ခြံဝန်းထဲကိုဝင်ရောက်စီးနင်းပေမဲ့အခက်အခဲတွေကတော့ဒါဟာနိုင်ငံတကာဖိအားကိုရှောင်ကျဉ်မှု ဟန်ပြလှုပ်ဆက်တာဖြစ်တယ်လို့ဝေဖန်မှုတွေရှိခဲ့ကြပါတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့မန္တလေးတိုင်းစင်ကံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်မရှင်တပ်ရဲ့အထူးရောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ဖို့ပူပေါင်းပါဝင်နေတဲ့ပြည်စောထင်းကားဦးကိုလက်ပြဘုံနေတဲ့ဒူအရှင်ဖန်းစီရမိကြောင်းကျောက်ဆယ် Revolution Army KIA ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ18ရက်မှာစင်ကံမြို့နယ်အတွင်းဆက်ရှင်ကောင်စီတပ်ရဲ့အထူးရောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးလက်နက်ကင်ပူပေါင်းပါဝင်နေတဲ့ပြည်စောထင်းတွေလိုက်ပါလာတဲ့ထောက်လာကြီးတစည်းကို ဒေါ်လာဟိတ်တပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတော့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုစောင့်ကြည့်ဖမ်းဆီးမှုအတွင်းမှာထော်လာကြီးပေါ်လဲပါလာတဲ့ပြစောထင်းကားဦးကိုဒေါ်လာဟိတ်တပ်ဖွဲ့တွေကလက်ရဖမ်းဆီးနိုင်ခဲ့ပြီးသူတို့ကင်ဆိုင်ထားတဲ့လက်ပစ်ပုံးတွေကိုလည်းသိမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးရပြီးတဲ့ပြစောထင်းကားဦးကိုမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ထံကိုလွှဲပြောင်းပေးဆောင်လိုက်ပြီးအရေးယူမှုတွေဆက်ပြီးတော့လုံဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဖမ်းဆီးမှုကိုတော့ကြောက်ဆက်ခင်အမှတ်နှစ်တရင်တက်ခွဲနှစ်ကျောင်းဆက်ခရိုင်အမှတ်နှစ်တရင်တက်ခွဲ၃နဲ့စင့်ကင်ပခဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

မဲမဲဘုံဟောမင်းနဲ့ကိုပြောကြလားအေးခဲလို့အေးငါလုံးမငါလုံးမကိုတော့မင်းတော့အေးဒီဖေတော့ကလားငါလုံးမလားဟုတ်တော့ဟိုတော့မင်းကတော့တော့တော့ကောင်းနေကောင်းမလုံးနဲ့တော့တော့မလုံးနဲ့ဘာလုံးမသာဟောဒီရရောက်မင်းရောဟုတ်ပါဦးခင်ဗျာဟောဒီတာဒီတာကြည့်ပါငါလုံးမသာပြောင်းမင်းတို့လောက်ချင်တာဒီလားရောက် ဂျပန်အနာသိစစ်တပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်ခဏစုပ်ပေးလိုက်ရတဲ့ချင်းမီနယ်တိတံမြို့နယ်မှာရှိတဲ့ကနေဒီတောင်တပ်စခန်းနေရာကိုနိုဝင်ဘာလ18ရက်နေ့မနေ့ကပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းချင်းညင်တော်တပ်ဖွဲ့ဝင်တအူးကထုတ်ပြန်ပြောဆိုထားပါတယ်။ကနေဒီတောင်ကတော့29ရက်ကဗျူဟာအရရိုက်စုပ်ပေးခဲ့ရတာဖြစ်ပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့မနေ့က breaking news သတင်းတိုနဲ့ထုတ်ပြန်ထားတာပါ။ပြန်လည်ထိန်းချုပ်နိုင်မှုနဲ့နေမရှင်းလင်းမှုအခြေအနေတွေကိုရုတ်တံနဲ့ရှင်းလင်းထားပြီးဗီဒီယိုဖိုင်တွေနဲ့ စာထုတ်ပြန်ချက်ကိုလည်း PDF စာမျက်နှာ Facebook စာမျက်နှာကတည်တံ့ထပ်ပြီးတော့တင်ပြပေးသွားမှာဖြစ်ကြောင်းပေါ်ပြထားပါတယ်ခင်ဗျာဒေါ်လိုင်းတပ်ဖွဲ့တွေကဝမ်ပေါင်းကုမ္ပဏီတွေကို short tight drone တွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်အချမ်းပတ်စစ်တပ်ဘက်ကလည်းပြန်ပြီးတော့ခုခံပစ်ခတ်မှုတွေရှိနေတယ်လို့ဆိုပါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါစကိုင်းတိုင်းဆလင်းကြီးမြို့နယ်လဘောင်းတောင်ကျင်းဒီစီမံကိန်းကို လုတ်ကင်နေတဲ့တရုတ်ဝမ်ပေါက်ကုမ္ပဏီတွင်မှရှိတဲ့စစ်ရှုံးကောင်စီတပ်ကူ PDF တွေကချောက်တိုက်ဒုံးတွေနဲ့ပြစ်ခတ်နေပြီးစစ်ရှုံးကောင်စီတပ်ကလည်းကုမ္ပဏီဝင်းနှင်းကတွေ PDF တွေကိုပြန်လည်ပြစ်ခတ်နေကြောင်းတော်လိုင်းသတင်းမြင့်တဲ့ဒေသခံပြည်သူတွေကပြောပါတယ်။နိုဝင်ဘာလ19ရက်နေ့ဒီကနေ့မနက်9:55မိနစ်ချိန်ကစတင်ပြီးစလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါက်ကုမ္ပဏီဝင်းထဲမှတပ်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုင်းတပ်တွေကချောက်တိုက်ဒုံးတွေနဲ့ပြစ်ခတ်ခဲ့ကြောင်း မမဝင်းတွင်းမှာရှိတဲ့စစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့ဇက်တပ်ပြန်ပြီးတော့ပစ်ခတ်လျက်ရှိကြောင်းအပြန်အလှန်ပစ်ခတ်မှုမျိုးဖြစ်ပေါ်နေပြီးပြည်သူတွေခြေနေကိုစောင့်ကြည့်နေရပြီးစစ်ကြောင်းောက်စီတပ်ကစစ်ကြောင်းထိုးလာတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်လာမှာကိုစိုးရိမ်နေရကြောင်းသိရပါတယ်။အခုမနက်9:55လောက်ကစပြီးတော့အခုထိဝမ်ပေါင်တွေကို PDF တွေက short tight ဒုံးတွေနဲ့ပစ်နေကြတယ်။ဝမ်ပေါင်တွေကခွေးတွေကပြန်ပစ်တယ် PDF ကပစ်တဲ့ short tight ဒုံးကအတော်များတယ်။ဆယ်လုံးပတ်ချလဲလောက်ရှိနေပြီလို့ဇလင်းကြီးမြို့နယ်အခြေစိုက်တော်လိုင်းရေးသတင်းမြစ်တူကပြောပါတယ်ခင်ဗျာ။ တရုတ်ဝမ်ပေါကမ္ပဏီတွင်တဆက်ထားတဲ့ဂျမတ်ဆက်ရှင်ကောက်စီတက်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဆလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေထိခိုက်သေဆုံးမှုပကြာခဏဖြစ်ပေါ်လေရှိပြီးဆက်ရှင်ကောက်စီတက်ကစကြောင်းထိုးတာကွန်မြူနီဝင်းအတွင်းကိုပြန်လည်ပြီးတော့ဝင်ရောက်တာကျေးရွာတွေကိုမိရှုဖျက်ဆီးတာတွေမကြာခဏဆူဆဲလို့ပြုလုပ်လေရှိနေတာဖြစ်ပါတယ်ဒါကြောင့်မလို့တော်လိုင်းတက်တွေကလည်းစစ်ရှုံးကောက်စီတက်ကအထံချတက်ဆွဲထားတဲ့ဝမ်ပေါကွန်ပဏီဝင်းတွေကိုမကြာခဏဆိုသလိုပြစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်လေးရှိနေတာပါ။ နိုမလာ၁၄ရက်နေ့ည9:00နာရီကျော်မှာလဲဝါမောက်ကွန်မြူနီတွင်တက်ဆွဲထားတဲ့အကြမ်းမဆစ်ရှုံးကောင်စီတပ်ကိုလက်နက်ကြီး73လုံးနဲ့တော်လိုင်းတပ်ဖွဲ့တွေကတွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာလာလူပဲနိုဝင်ဘာလ7ရက်နေ့ည10:00နာရီလောက်ကလဲစနင်းကြီးမြို့နယ်ဒီဝါမောက်ကွန်မြူနီမှာတက်ဆွဲထားတဲ့အကြမ်းမဆစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကရှော့တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရကတော့မြန်မာပြည်သူတွေဟာအကြောက်တရားနဲ့ချမ်းပတ်မှုတွေကိုနှစ်ပေါင်းများစွာခံရရပေမဲ့ထူးခြားတဲ့တပ်တွေနဲ့ခုခံတိုက်ပွဲဝင်နေတာကိုအစင်းအမြဲ လေးစားမိတယ်လို့မေတော်ဆန်းစုကြည်ရဲ့တငယ်ကင်မရစ်ခေါ်ကိုထိန်လင်းကပြောဆိုလိုက်ပါတယ်ခင်ဗျာကနေဒါနိုင်ငံတိုရွန်တိုမြို့မှာမိခင်တော်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေအတွက်စုတောင်းခြင်းအခမ်းအနားတစ်ခုစုပေါင်းကျင်းပပေးကြတဲ့လူတိုင်းကိုအထူးကျေးဇူးတင်တယ်လို့တားဖြစ်သူကင်မရစ်ခေါ်ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ပြောဆိုလာတာပါမြန်မာပြည်ပြပမှာနေထိုင်နေတဲ့ကျွန်တော်တို့မှာနိုင်ငံတွင်းကလူတွေမလုံနိုင်တော့တဲ့အရာတွေကိုလုပ်ပေးနိုင်တဲ့လူညိုရင်းနဲ့လွတ်လပ်ခွင့်တွေရှိပါတယ်အဲဒီလွတ်လပ်ခွင့်ကိုသူတို့နဲ့အတူရည်တည်ပေးဖို့အတွက် အသုံးချရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ကိုထိန်လင်းကပြောဆိုပါတယ်ခင်ဗျာမြမပြည်သူတွေဟာအကြောက်တရားနဲ့အကြမ်းဖက်မှုတွေကိုနှစ်ပေါင်းများစွာခံနေရပေမဲ့ထူးခြားတဲ့တက်တီနဲ့ခုခံတိုက်ပွဲဝင်နေတာကိုသူအစဉ်မြဲလေးစားမိတယ်လို့ပြောဆိုခဲ့ပါတယ်ခင်ဗျာ Hello everyone Thank you for gathering here today for standing together in prayer and solidarity for my mother Duan San Suu Kyi and for all political prisoners still suffering in Burma My mother once said, if you feel helpless, help someone. That spirit of compassion is what continues to keep hope alive in Burma. People help one another, share what little they have, and never give up, even when the world seems to turn away. For those of us who are far from Burma, our hearts are still there. We cannot be truly happy while our people live in fear, hunger, and pain. The suffering in Burma is our suffering too. But for peace to be restored and for Burma to heal, Meme must be free. She has always taught the real peace is built on freedom, justice, and compassion, not on oppression and silence. As long as she and others remain imprisoned, there can be no true peace, only control through fear. Each candle you hold tonight carries light across borders. It reminds our people that they are not forgotten. It reminds the world that peace for Burma will only be real when Burma and all political prisoners are free. From my heart, thank you for keeping the light and the hope of Burma alive. Orang Indonesia begini, jangan agak oh, mana ni agama. ကိုသက်ကြီးတို့ပြုလုပ်နေတဲ့ဇီရိုပြောက်ကြားတက်ဖွဲ့ကသိန်း2000ကမ်ပိန်းစကန်ဝိုင်းမှာစီရံဘူကြီးထက်မြက်ပြောဆိုခဲ့တဲ့စကားကောက်နှုတ်ချက်တွေကိုပြန်လည်တင်ဆက်ပေးကြပါရစေ။ဒီကြောင်းရာကိုနားဆင်ကြည့်အောင်ပါခင်ဗျာ။ကျွန်တော်တို့ဝလိသက်ပြောခဲ့တဲ့အတိုင်းပါပဲ။ဝါရားဖြန့်ရန်တရားကအခု2025နှစ်ကုန်ပိုင်းမှာမအလာတို့ကတော့ပြင်းပြင်းထန်ထန်နဲ့နီလန်ပေါင်းစုံအတုံးချပြီးတော့လုပ်နေကြပါရစေ။အဲ့တော့ကျွန်တော်တို့ဘက်ကလည်းတံပြန်နိုင်ဖို့စူးစမ်းနိုင်တဲ့လောက်တော့စူးစမ်းနေပါလေ။အစွမ်းကုန်စူးစမ်းနေပါလေ။ အဲ့ဒီဂျိုးသားမှုတွေထဲမှာဒေါ်လန်ရေးအငွေ့သက်တွေနေ့စဉ်နဲ့မပြတ်ရဲဘော်တွေနဲ့ထိတွေ့ပြီးတော့အောင်ပွဲရတဲ့အောင်ပွဲတိုက်ပွဲအကြောင်းအရာတွေအဲနောက်တစ်ခါမြေပြင်မှာရှိနေတဲ့အခက်အခဲတွေဒီအကြောင်းအရာတွေကိုနေ့စဉ်နဲ့မပြတ်တင်ဆက်နေတဲ့ကျွန်တော်တို့ CDM ဘိုကြီးကိုထက်မြက်လည်းရှိနေပါတယ်ဒါဆိုရင်လေဘိုကြီးယာရုကနေပြီးတော့ပတ်ပြောင်းပြီးတော့ဓမ္မဘက်မှာရက်တည်ရင် CDM လောက်လာတယ်စီရံလုတ်ပြီးလေနာနာနေနေကိုယ့်အကူမနေပါဘူး ဲ့တော့ဒေါ်လန်ကြီးရဲ့တဲ့ပိုးရမယ်ထမ်းရွက်ရမယ်တာဝန်တွေကိုဘယ်သူမှမခိုင်းပဲထမ်းရွက်တယ်အခုဆိုအရေးကြီးတဲ့ဝါဒဖြန့်ချီရေးလို့ပြောရမယ်သတင်းမီဒီယာနဲ့ဆက်ဆက်တဲ့ကိစ္စတွေမှာနေ့စဉ်နဲ့မပြတ်ကျွန်တော်ထပ်တော်ရဲဘော်တွေနဲ့ထိတွေ့မှုပို့ပြီးတော့များပါတယ်အင်တာဗျူးတွေအယုတ်တန်တွေတခြားဟာတွေအများကြီးရှိနေတဲ့ခါကြတော့အဲ့တော့ဒီနှစ်ကုန်ပိုင်းမှာရဲဘော်တွေနဲ့ထိတွေ့စကားပြောတာတွေများတဲ့ခါကြတော့အဲ့ဒါလေးတွေကိုအကုန်လုံးပြန်နှိမ့်ချုပ်ပြီးတော့ရဲဘော်တွေဘာတွေသတင်းစကားတွေပြနေကြလဲပြည်သူတွေကိုဘာတွေ တောင်းဆိုနေကြလေသူတို့တွေကအဲဘယ်လိုမျိုး အခြေအနေနဲ့ခံယူချက်တွေနဲ့ပြောလာကြလဲ2021နှစ်ကုန်ပိုင်းလောက်လက်နက်ကင်တော်လှန်ရေးတွေပြင်းပြထန်ထန်စဖြစ်လာတဲ့အချိန်နဲ့အခု2025နှစ်ကုန်ပိုင်းလောက်ကြာမှာကွာဟသွားတာတွေများရှိလားဗာဒီများသတိထားမိလဲပေါ့ဒါကိုကိုထက်မြက်ကိုကျွန်တော်ပြောစီချင်တယ်ဗျဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲကျေးဇူးတင်ပါတယ်ဖေကောပြည့်ရဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပေါ့နော်အာကိုရန်ပြောသလိုပေါ့နော်ကျွန်တော်တို့နေပြင်က ဲမြေပင်ကဒေါ်လာတက်ဖွဲ့တွေနဲ့ကျွန်တော်နေစဉ်နဲ့မြထိတွေ့တယ်ဆက်ဆံတယ်အဲအကြောင်းအရာတွေမေးမြန်းတယ်အဲအကြောင်းတွေအခုဆိုတာဝီသားစုကြီးတက်ဖွဲ့ဖြစ်တယ်ပေါ့နော်အဲအစားလုံးကကျွန်တော်တို့ဒီဒေါ်လာမတိုင်ခင်တော့ကျွန်တော်တို့တိောင်းတိောင်းမသိကြအောင်ဟာဘယ်သူပဲဝါမယ်ဘာလို့မှကိုကျွန်တော်တို့သိနိုင်ဖို့လဲမလွယ်ကူဘူးပေါ့နော်ဒါမြန်မာနိုင်ငံတနန်တရားလားတနန်တရားမှာရှိတဲ့အတွက်ပေါ့နော်အာမျိုးစုံပဲပေါ့နော်အဲ့တော့အခုဒေါ်လာဖြစ်သွားပြီဆိုတဲ့အချိန်မှာရီမန်ချက်တစ်ခုလည်းအောက်ရောက်တော့ဒါကျွန်တော်တို့တနန်သမ အတူတူတက်နိုင်တဲ့အလုပ်တွေလုပ်ကြရင်လည်းရင်းနှီးခွင့်ကြတဲ့ခါကျတော့နေ့စဉ်နဲ့များပြောပြကြတယ်ပြောပြကြတာဒါကိုရံပြောလို့ပေါ့နော်ခြေပိုင်းဟာ2021ကျွန်တော်ဒီဒေါ်လာရေးတဲ့စာဝင်လာပါပြီဆိုတဲ့အချိန်ကလေးကနေခုချိန်ထိဆက်တယ်ဖြစ်နေစေတက်ဖွဲ့ဝင်တွေလည်းအများကြီးပဲပေါ့နော်အဲ့တော့အဲ့တက်ဖွဲ့တွေ ਨੇ ပြောရတဲ့အတိုင်းမှာကျွန်တော်ကတူညီတဲ့ဟာတွေအများကြီးရှိတယ်လို့မတူညီတဲ့ဟာတွေရှိတူညီတဲ့ဟာတွေကတော့သူရဲ့စိတ်တက်တီးပေါ့နော်စိတ်တက်တီးစိတ်အားထက်သန်မှုတွေအဲ့အရာတွေကကျွန်တော်အထဲမှာနေစဉ်တုန်းကစစ်ကောင်စီစစ်သားတွေစီမှာမတွေ့ရတဲ့ အရာမျိုးပေါ့နော်ဘရုံးမှလည်းမမြင်ခဲ့ရတဲ့အရာမျိုးဖြစ်တယ်တပ်ဖွဲ့တွေကအများတန်းမှာဒီတော်လိုင်းအောင်မြင်မှုအတွက်ဒီစစ်ကောင်စီပေါ့နော်အဓိကတော့ဒါပြည်သူစီကနေအာဏာကိုအတင်းအဓမ္မလွတ်ယူသွားတဲ့စစ်ကောင်စီစီကနေပြီးတော့ပြည်သူအာဏာကိုပြန်ရယူဖို့စ조사နေမဲ့အပိုင်းတွေကတော့လုံးဝပြောက်ဝယ်မသွားဘူးလုံးဝခုနလိုကိုလိုင်းကထိခိုက်တဲ့သတင်းနဲ့လည်းကျွန်တော်တို့ပြောရတယ်ဆိုရတယ်အဲဒါမဲ့လုံးဝသူရဲ့စိတ်သက်ထဲမှာပေါ့နော်ကျွန်တော်တို့မလုံနိုင်သေးတယ်ဆိုတဲ့အတွေ့အအများန်းရှိတယ်အဲ့ဒါကြီးက တို့နဲ့စကားပြောတိုင်းမှာကျွန်တော်တို့ခွန်အားဖြစ်တယ်ဗောနော်အခွန်အားဖြစ်တယ်အဒီရက်ထဲမှာဆိုရင်ကျွန်တော်ဒါစိတ်ခံစားချက်တွေကျွန်တော်တို့ကျွန်တော်တို့လည်းအများကြီးပဲဗောနော်ခံစားမှုအများကြီးဖြစ်တယ်မမရဖြစ်ပျက်တွေလည်းအများကြီးရှိတယ်ဗောနော်အဲ့ဟာလေးလည်းဒါအချိန်တိုလေးနဲ့ဒါမျှဝေခြင်းတယ်ဗောနော်ကျွန်တော်ရဲဘော်တွေဘယ်လောက်ထိဆရာပြင်းပြသလဲဆိုတဲ့ဟာကိုသိစေချင်တာပါအဓိကစကိုင်းဘက်ကဖွဲ့တစ်ခုကညီလေးတယောက်ကျွန်တော်စီဆက်သွယ်ရရှိရဗောနော်သူဆက်သွယ်တဲ့အချိန်မှာကျွန်တော်ကချက်ချင်းစာမပြန်နိုင်ဘူးစာတွေဝင်တာများမပြန်နိုင်ဘူးကျွန်တော်စာပြန်တဲ့အချိန်မှာကြောက်ရတယ်သူက စာအုပ်ပြန်မကြည့်ပြန်အောင်အဲ့နဲ့ဒါကျွန်တော်ဖုန်းနံပါတ်ကိုတခြားတယောက်ဆီကနေသူရမယ်ထင်တယ်ဗောနော်ရတဲ့အခါမှာသူဖုန်းဆက်လာဖုန်းဆက်လာတော့အမြမဖုန်းနံပါတ်ကြီးဖြစ်ဖုန်းဆက်လာဟာဒီလေးအဲ့ဆိုရင်အဲဖုန်းချလိုက်ပါလားကိုတို့ဒါမက်ဆန်ဂျာကနေပြောကိုတို့ပြောကြမယ်ဘာလို့ဖုန်းပြီးဒီကုန်လိုက်မယ်အဲ့လိုမျိုးပြောရချိန်မှာသူပြောရတဲ့စကားဟိုရင်ထဲမှာနာတယ်ဗောနော်ဟိုနာတယ်ဆိုတာအကူတဲ့ဟိုကျွန်တော်ကဗောနော်ဖုန်းပြောမှရမှာတဲ့အဲဘာဘာလဲဆိုတော့တဲ့ဒီ messenger တွေဘာတွေကျွန်တော်မကြည့်နိုင်ဘူးတဲ့ ကျွန်တော်ဘေးနားမှာညီမလေးတယောက်ရှိရေပေါ့နော်အဲညီမလေးကဒီဟာတွေကိုဖတ်ပေးပြီးတော့စာပြန်ပေးရတယ်တဲ့ကျွန်တော်တိုက်ပွဲတစ်ခုမှာမျက်လုံးနှစ်ခုလုံးကွယ်သွားတယ်ပေါ့နော်အဲအဲအကြောင်းမလို့ကျွန်တော်ဖုံးပြောမှရမှာအာကျွန်တော်အဲ့မှာတော်တော် short short ဖြစ်တယ်ပေါ့နော် short ဖြစ်ပြီးတော့အဲ့နဲ့ကျွန်တော်ချင်းချင်းပြန်ခေါ်တယ်အဲပြန်ခေါ်ပြီးတော့အဲ့ဆိုကျွန်တော်ပြန်ခေါ်မယ်ပေါ့နော်ခေါ်ပြီးတော့သူနဲ့ဖုံးပြောရချင်းကြတော့သူပြောရတဲ့စကားကအဲဘယ်လိုပြောမလဲပုံမှန်ဆိုရင်တော့သူဒီလိုဖြစ်နေတယ်ဆိုတဲ့အချိန်မှာဗျာအဲသူ့အတွက်ပဲသူစဉ်းစားနေတဲ့အနေအထားမျိုးပေါ့နော်အဲသူပါလို့ရှင်နေပါ သူ့အတွက်မျှော်လင့်ချက်ပဲဖြစ်ဖြစ်သူတခုခုပေါ့နော်သူရှင်သန်ရည်ရည်အတွက်ပဲဖြစ်ဖြစ်သူ့မိသားစုအတွက်ပဲဖြစ်ဖြစ်ဒါမျိုးပဲအာတွေးတင်တာပေါ့နော်ဒါပေမဲ့သူပါတွေးရလဲဆိုတော့သူ့ရဲဘော်ရဲဘက်တွေအတွက်တွေးရပေါ့နော်အာကိုွားတဲ့အခုအင်တာဗျူးတွေလည်းလုပ်နေတာဆိုတော့ကျွန်တော်နဲ့အင်တာဗျူးလေးလုပ်ချင်တယ်ပေါ့နော်လုပ်ပြီးရင်ဒါကျွန်တော်ရဲဘော်တွေအတွက်ပေါ့နော်ကျွန်တော်တပ်ဖွဲ့အတွက်ဒါဟိုငွေကြေးလေးများဒါတောင်းနေနေရပဲရရပေါ့နော်အဲ့လိုစိတ်လေးနဲ့ကျွန်တော်လောက်ကြမလားဆိုပြီးပြောရရှင်ဒါကျွန်တော်ဝန်းနေတယ်ပေါ့နော်ဟိုအဓိကတော့ကျွန်တော်ရဲဘော်တွေက ိုပေးနိုင်တာထက်အကုန်လုံးပို့ပြီးတော့ပေးဖို့အတွက်စဉ်းစားထားပြီးသားပေါ့နော်။သူရဲ့ဒါခန္ဓာကိုယ်အစိတ်ပိုင်းဆိုအောင်ကြိုးနေအသက်တွေရစာပေးဖို့ရည်ရွယ်ထားပြီးသားပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးရည်ရွယ်ပြီးမှတိုက်ပွဲဝင်မယ်ငါတို့အသက်တွေစွန့်ညင်စွန့်ဝပစေဆိုတဲ့ပုံစံမျိုးနဲ့ဟုတ်ဟုတ်ကဲ့ရပြီလားဟုတ်ရပါပြီဗျဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲအဲ့လိုမျိုးဆိုတော့ဟိုတပ်ဖွဲ့တွေအခုလိုမျိုးရင်းနှီးပြီးတော့ဗောနော်အဲစွန့်စားပြီးတော့တိုက်ပွဲတွေဝင်ခြင်းနဲ့ဆိုရင်တော့မှပဲလက်ရှိအချိန်ကြီး တို့ကစစ်တိုက်နေရတာဖြစ်တဲ့အတွက်ပေါ့နော်ငွေရှာဖို့အတွက်ခွင့်ရမရှိဘူးအဲ့တော့ဒီငွေကြေးဆိုတဲ့ဟာကအရန်လိုအပ်တာဖြစ်တဲ့အတွက်ပေါ့နော်ဒီတိုက်ပွဲတွေကလည်းကျွန်တော်တို့ဒါပတ်စံနေမိရှူတာနဲ့အတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတာဝန်ကိုတော့ကျွန်တော်ပြည်သူတွေကထမ်းပေးသိကြတာပေါ့နော်ဟိုကျွန်တော်ညီကိုတွေဒါခုနလိုပေါ့နော်ပြည်ရဲ့ဒါညီကိုတွေမိသားစုတွေကဘယ်တော့မှဆွဲမလျှော့ဘူးပေါ့နော်အားလုံးကကျွန်တော်တော်ရဲမှာသွားတဲ့ခါတိုင်းမှာလည်းတွေးကြတယ်တွေးရတဲ့ခါတိုင်းမှာအကုန်လုံးကဒဏ်ရာတရားဖြစ်တဲ့သူတွေလည်းအများကြီးပဲကိုလည်းအင်ကချွင်းသွားကြရဲ့ဖွဲ့လည်းအများကြီးပဲ ဒါပေမဲ့အကုန်လုံးကဗာတွေးလဲဆိုတော့စေးရုံရောက်တာနဲ့စေးရုံကတော့မစင်သေးဘူးသူ့အဖွဲ့ကောင်းဆောင်စီဖုန်းဆက်တယ်ဆရာကျွန်တော်ကိုပြန်ခေါ်တော့ကျွန်တော်ဘာလုပ်နိုင်သေးရဲ့နော်ဆိုပြီးတော့မြေတန်းအာဂျိုမန်တက်နဲ့ဒီတော်လိုင်းအောင်ဖို့အတွက်ကိုစင်တိုက်စူးစမ်းနေကြတဲ့အဖွဲ့ပဲကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်2021ကနေစပြီးဒီ2025ဒေါ်တွင်းမှာကိုပဲလုံးဝမပြောင်းလဲတဲ့အကြောင်းတရားတွေပေါ့နော်အဲ့တော့ဒီလိုမျိုးစိတ်အားဖြတ်တန်တဲ့တပ်ဖွဲ့တွေဒါတကယ်ပြည့်စုံကြည့်ဘလောက်ထိများအောင်မြင်လိုက်မလဲဆိုပြီးတော့ကျွန်တော်တွေးမိတာပေါ့ဟိုအဓိကတော့ကျွန်တော်တို့ စစ်သားနှစ်ခုမြင်မြင်ခဲ့ဘူးလေပေါ့နော်စစ်ကောင်စီစစ်သားလည်းကျွန်တော်မြင်ခဲ့ဘူးတွေ့ခဲ့ရဘူးတယ်ဒီလိုပဲတော်လိုင်းဘက်ကတပ်ဖွဲ့တွေကိုလည်းကျွန်တော်မြင်ခဲ့မြင်ခဲ့ရဘူးတွေ့ခဲ့ရဘူးတယ်အလက်ရှိလည်းကျွန်တော်ဆက်ဆံနေကြအဲဒါပေမဲ့ဒီနှစ်ခုကွာခြားချက်မှာအရန်ကြီးမာတာအဲ့ဒါပါပဲပေါ့နော်အဲအကြောင်းလို့ကျွန်တော်ဒီတော်လိုင်းတပ်ဖွဲ့တွေဒါဒီတက်ပို့ပြီးပြေဆုံးမယ်ဟေးဆိုရင်ကျွန်တော်ဒီတကယ်လိုချင်တဲ့လွတ်လပ်မှုလွတ်မြောက်မှုကတကယ်ကိုရနိုင်ပါတယ်ဒီပေမှာလည်းအခုမြင်ကြတဲ့အတိုင်းပါပဲတကယ်ကိုစစ်သားမဖြစ်သင့်ပဲဖြစ်လာရတဲ့ဒီညီကောင်မောင်မတွေပေါ့နော်ဒါပေမဲ့စစ်ကောင်စီ နှစ်90လောက်ဖွဲ့စည်းတည်ဆောက်ထားတဲ့ဒါစစ်ကောင်စီကိုလုံးဝကျိုးပဲ့စုပ်ပြတ်တန့်နေစစ်ကြောင်းတွေပါပျောက်ထွက်သွားအောင်တိုက်ခိုက်နိုင်နေတယ်ဆိုတဲ့ဟာကလက်ဖြားခါကြားကြီးပါပါနော်အဲအခု campaign ဆိုလဲဒီလိုမျိုးတွေလုံနိုင်ဖို့အတွက်ကိုပဲအားကျုံမန်တဲ့နဲ့ပေါ်ဆောင်နေကြတာအဲကျွန်တော်မိဘပြည်သူတွေအနေနဲ့ဒီလိုမျိုးပြန်ပြီးတော့အဲပံ့ပိုးပေးကြစီချင်တယ်ပေါ့နော်အဲကျွန်တော်ခုနောက်ပိုင်းမှာကျွန်တော်ဗာတွေးရလဲဆိုတော့အလုပ်တွေပို့ပြီးတော့လုံနိုင်ဖို့အတွက်ကျွန်တော်စဉ်းစားရတယ်ပေါ့နော် ဘာကြောင့်စဉ်းစားလဲဆိုတော့အကြောင်းတရားတွေရှိရပါဘောအဓိကတော့ကျွန်တော်တို့ဒါစိတ်ခံစားချက်တွေများများအများကြီးဖြစ်တယ်ဗောနော်ဒီရက်ထဲမှာကျွန်တော်အတွင်းတွေကဒီစစ်ကြောရေးအဖွဲ့နဲ့ကျွန်တော်ဆက်သွယ်ရတဲ့ခါကျတော့အဲအားလုံးနိုင်မဲ့နေ့ကိုမျှော်နေရတဲ့သူတွေရှိတယ်ဗောနော်မျှော်နေရတာဆိုတာထိုင်ပြီးတော့အေးအေးဆေးဆေးမျှော်နေရမဟုတ်ဗျသူစစ်ကြောရေးမှာကျွန်တော်ဗီဒီယိုညီညီမတွေဖန်ခံရတာရှိလူငယ်တွေဖန်ခံရတာရှိအဲ့ဒီစစ်ကြောရေးမှာပဲနှစ်ပေါင်ထားတာလားအမှုမကတ်ဘူးအမှုမစွဲဘူးတရားမစွဲဘူးထောင်မချဘူးဗောနော် အဲ့လိုမျိုးထားတာဘာလို့လဲဆိုနေ့စဉ်နဲ့များနှိမ့်ဆက်ရှင်လို့အဲ့လိုထားထားတာပေါ့နော်နေ့တိုင်းမှာဒါပေါင်တွေကိုဓာတ်ရည်နဲ့လာလီးတယ်လူတွေဘွားနေပြောရင်ရွေးဘူးတွေလာလောင်းနေပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တော့ဖြောင်းနှိမ့်ဆက်ရှင်လို့ကိုအဲ့တိုင်းထားထားတဲ့ကျောင်းရဲ့ရဲဘော်ရဲဘက်တွေအထဲမှာအများကြီးရှိတယ်ပေါ့နော်အဲ့ကြောင့်အဲ့အကြောင်းကိုသိရတဲ့အချိန်မှာလည်းငါတို့မြ мян အောင်မြင်မှရမယ်ဆိုတဲ့အတွေးဖြစ်တာမြ мян အောင်မြင်မှုအတွက်ဆိုငါတို့များများလုံနိုင်မှာဖြစ်မယ်ဆိုတော့ခန်းစားချက်လည်းတပါးလေးပေါ်လာတာပေါ့နော်အဲ့ကြောင့်ဟာမဟုတ်ဘူးငါတို့ပြင်းထန်လုံမှကိုရတော့မှာ အရုပ်အောင်မြင်မဲ့နေ့ကိုစောင့်နေတဲ့ညီညီမတွေကဟိုထဲမှာတအားကိုနှိပ်စက်ခံနေရပါလားဆိုတဲ့အတွေးတွေပေါ့နော်ဒါကဒါကျွန်တော် highlight လုပ်ပြတာကကညီပုံပေါ်မှာဖမ်းမိတဲ့တပ်ဖွဲ့တွေကိုပြောပြအောင်နော်အခြားသောဒီနိုင်ငံရေးနဲ့ပတ်သက်လို့ဒါဆွဲထားတဲ့သူတွေရောမတရားအကျင့်ချခံရတဲ့သူတွေကျွန်တော်ရဲ့ခေါင်းဆောင်တွေရောဒါမျိုးဖွဲ့တွေအကုန်လုံးကတော့အ ਨੇ ဆုံးစစ်ကောင်စီလက်အောက်မှာဆိုရင်တော့တရားမျှတဆိုတာနဲ့လွတ်လွတ်လပ်လပ်ထားမှာမဟုတ်ဘူးအကုန်လုံးဖိနှိပ်ချုပ်ချယ်ပြီးတော့နှိပ်စက်ဖို့အတွက်ပဲထားမှာပေါ့နော်အဲ့တော့ချိန်ကြာလာတာနဲ့အမျှသူတို့တွေပူပြီးခံစားရမယ်ပူပြီးချိနဲ့လာမယ်ပေါ့နော် ဲလိုမျိုးခါတွေဖြစ်တာကျွန်တော်ကြားရတဲ့ခါကျတော့ငါတို့ပူစူးစားရမယ်ငါတို့ပူလှုပ်ရမယ်ငါတို့အရင်ကဘယ်လောက်ကူနိုင်သလဲ350ကူနိုင်ငါတို့100ကူနိုင်အောင်ဘယ်လိုလုပ်အောင်လဲအဲ့တရားကူနိုင်ဖို့အတွက်ငါတို့အလုံးနှစ်ဆစူးစားမှရမယ်ဆိုလဲငါတို့ဘယ်လိုစူးစားရမှာလဲဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ပူပြီးဆုံးဖြတ်ဖြစ်တယ်ပေါ့နော်အဓိကကျွန်တော်ပြည်သူတွေလည်းအဲပြောချင်တာပေါ့နော်ကျွန်တော်တို့အောင်မြင်မဲ့နေ့ကိုမျှော်နေတဲ့အချိန်မှာကျွန်တော်ပြည်သူတွေနဲ့အတူကျွန်တော်ရဲဘော်ရဲဘက်တွေလည်းအများကြီးရှိတယ်ကျွန်တော်ရဲ့ခေါင်းဆောင်တွေလည်းအများကြီးရှိရမတရားချင်းချက်ခံရတဲ့သူတွေလည်း အများကြီးရှိတယ်ဗောနော်အဲ့တော့အားလုံးလွတ်မြောက်ဖို့အတွက်ကိုကျွန်တော်အားလုံးဝိုင်းကြိုးစားမှဖြစ်မယ်အဲ့လိုဝိုင်းကြိုးစားဖို့အတွက်ကရှေ့မှာအသက်ပေးပြီးတိုက်ပါမယ်ဆိုတဲ့ရဲဘော်တွေရှိတယ်အဲ့ရဲဘော်တွေတိုက်လို့ရအောင်အောင်မြင်မှုတွေရအောင်နောက်ကနေပြီးတော့ပြေဆောင်အောင်ပံ့ပိုးပေးကြဖို့ပဲကျွန်တော်ဒီညနေပြောချင်တာပါဒီကတော့ဒီကပါပဲနောက်ဆုံးပြန်ပြီးတော့စိုက်ဝိုင်းဒီပူတာပဲဒီကကျွန်တော်တက်ဖွဲ့တွေကမ်ပိန်းတွေလုပ်တယ်အောင်မြင်အောင်ပံ့ပိုးပေးကြစေချင်တယ်ဒါမှလည်းကျွန်တော်အញ្ញံဆုံးအောင်မြင်အောင်လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ် ဒါတော့ဒီကလေးနှစ်လေခင်းရဲ့နောက်ဆုံးတွေ့ရတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေကိုကျွန်တော်ဝင်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေနဲ့တူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။